နောက်ဆုံးအနောက်ကိုဖဲချိန်လုံးကဖဲနေရမှာဘသူ့ကိုပေးခဲ့တာတကယ်တဲ့အခုချိန်မတိုင်ခင်အထိနောက်ဆုံးအနန်းဟိုပထမ first kiss ဒီကွာဒီတစ်ခါကျတော့ကျွန်တော်အကြောက်ဆုံးလည်းအရာကိုလိုရတာကျွန်တော်လေးကျွန်တော်ခက်ခဲတယ်ဒါပေမဲ့တို့အမိတ် ရဖို့ဆိုလို့ရှိရင်ကျွန်တော်အဆင်ပြေပါတယ်ဘောနော်ဒါပေမဲ့ဟန်ရိုက်ပိုင်းရတာအဲ့ episode ကလာမှာပါစိတ်အရန်ပင်ပန်းပင်ပန်းလည်းကြောက်လည်းကြောက်တယ်အဲ့လိုမျိုးလေဆိုတော့အဲ့ဒီအပိုင်းကတော့ဒါမလွတ်ရသေးလို့ကျွန်တော်မပြောတော့ဘူးဒါပေမဲ့ကျွန်တော်ကျွန်တော် share ပါပါကျွန်တော်ပြန်တင်ပါပါဒါကျွန်တော်အကြောက်ဆုံးဆိုပြီးတော့အဲ့ဒါလုံးဝအမှတ်တရအဖြစ်ဆုံးနဲ့အဲပြောဖို့လည်းကောင်းပါတယ်ကျွန်တော်လည်းအကောင်းဆုံးတကယ်ကိုအဲကင်မရာရှိမှကျွန်တော်ကျွန်တော်လည်း take တယ်ဆိုတဲ့ပုံစံမျိုးအစစ်ရအောင်ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့မှာပါဒါက ဒီဒီအစီအစဉ်ရဲ့အရေးကြီးဆုံးပိုင်းပဲလေဆိုတော့ခါကြတော့အဲ့အဲ့ဒီအဲ့လိုမျိုးရိုက်ကူးတဲ့အချိန်ကာလရိုက်နေတဲ့အချိန်အတွင်းအတွင်းမှာဒီ TV ကဆက်ဖို့အတွက်ဒါကြည့်ရသူလည်း PT ဖြစ်ရအောင်ကျွန်တော်တို့ကဒါတက်တက်ရှင်းရှင်းနဲ့ကြည်ကြည်နုနု PT ဖြစ်စရာလေးဖြစ်အောင်ဖန်တီးပေးသွားမှာပါအာကျွန်တော်ဒီ Daywin အစီအစဉ်ကို M Channel မှာအာတနင်္ဂနွေနေ့နေ့ည8:00နာရီတိုင်းဆက်မြည်ကြည့်ရှုနိုင်ပါတယ်ပြီးတော့မကြည့်ရသေးတဲ့သူတွေအနေနဲ့ကလည်းဒါ take with me ဆိုတဲ့ Facebook page မှာလည်းအပိုင်းတူတွေကိုကြည့်ရှုနိုင်တယ်လို့ TikTok မှာလည်း take with me ဆိုပြီးရိုက်ချလိုက်ပြီးတော့ episode တွေကိုကြည့်ရှုနိုင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ ဒေဝမီကဟာ channel ဘက်ကကန်လန်းလာလို့ပေါ့နော်ပြီးတော့ season 1မှာလည်းကပါပြစ်မလို့ပဲဒါပေမဲ့အကြောင်းကြောင့်မပါပြစ်လိုက်ဘူးပေါ့နော်ဒါပေမဲ့ season 1မှာကျွန်တော်လာပြီးတော့ကုညီပေးခဲ့တယ်ဟာ season 2ကျတော့ပါမယ်ပေါ့နော်အဲအဲ့လိုလည်းပဲပါပြစ်သွားစိတ်ဝင်စားပါတယ်ပြောဖို့ကောင်းတယ်အဲစိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်ကိုပရိသတ်တွေနဲ့အမှတ်တရတခုဖန်တီးနိုင်မယ့်အရာလည်းဖြစ်တယ်ဆိုတော့ဒါဟာ ကျွန်တော်ညှက်ခံပြတာခင်ဗျာအဲတွေ့ကြုံတော့အများကြီးပဲအများကြီးပဲ gain 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 အစီအစဉ်တိုင်းအစီအစဉ်တိုင်းမှာ gain အာ gain level မြင့်လာနေနေစိတ်လှုပ်ရှားမှုတွေများလာနေပဲပြီးတော့ဒီ season မှာလည်းကျွန်တော်ကျွန်တော်အကြောက်ဆုံးဆိုတဲ့အရာတွေလည်းကျွန်တော်တွေ့ခဲ့ရတယ်ကျွန်တော်အကြောက်ဆုံးဆိုတဲ့အရာတွေပေါ့နော်ကျွန်တော်ကျွန်တော်မလှုပ်ချင်ဆုံးကျွန်တော်အကြောက်ဆုံးကျွန်တော်တို့စိတ်မတက်မတာဖြစ်ဆုံးအရာတွေလည်းပါတယ် gain နေမှာဟုတ်နောက်ဆုံးအနောက်ကိုဖဲချိန်တုန်းကဖဲနေရမှာဘသူ့ကိုပေးခဲ့ပါတလေတဲ့အခုချိန်မတိုင်ခင်အထိနောက်ဆုံး အနန်းဟိုပထမ first kiss ဘေးကဒီတခါကျတော့အခုနန်းခဲ့ဘူးသမျှမှာနောက်ဆုံးအနန်းကိုဘယ်အချိန်တော့ကဘယ်နေရာမှာဘသူဂိမ်းအစီအစဉ်ကြီးကကျွန်တော်အဲ့လိုလုပ်တာဒါအရင်ပြောဖို့ကောင်းပါတယ်ကျွန်တော်ဒါမဲ့ကျင်းတယ်ဟုတ်လာပြိုင်နေဆိုတဲ့အားလုံးကကျွန်တော်ဟိုဟာမတိလို့တော့လကောင်းဘာဖြစ်ဖြစ်အဲ့ချစ်လို့ခင်လို့လာပြန်ကြရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ထဲကနေရအချစ်ဆုံးဆိုတဲ့အရာကိုရွေးထုတ်ဖို့ truck ကတော့ အာမရှိဘူးအစီအစဉ်လာပြိုင်နေတယ်ဆိုတော့ဒါကျွန်တော်တို့ကဒါအကုန်လုံးကကျွန်တော်ကဒီ TV စီစဉ်တစ်ခုကိုသူတို့ကျွန်တော်ပြောရတယ်ဒီ CV TV စီစဉ်တစ်ခုရိုက်ကူးနေလို့ပဲသဘောထားပေါ့နော်ဝင်တာမရချင်းရချင်းထက်အကုန်နဲ့တူတူဂိမ်းနေလာဆော့လို့ပဲသဘောထားစီချင်တယ်ပေါ့နော်ဆိုတော့ဒီမှာကဝင်တာရသွားတယ်သူကသူကသူ့ရဲ့အဲကန်တရားလည်းပါမှာပေါ့နော်အတူအကျိုးစားအထုတ်မှုကတော့ကျွန်တဲ့လူတွေအားလုံးကတော့တူတူပဲအဲ့ဒီမှာမှာသူ့ရဲ့ကန်တရားနဲ့သူ့ရဲ့ရွေးချယ်မှုတွေပေါ်မှာပေါ့မူတည်တာပေါ့လာပြန်တဲ့သူတွေအားလုံးက အကျူစာထုတ်ကြတယ်နောက်ပြီးတော့အကုန်လုံးကလည်းစီစီလုံးလုံးရှိကြတယ်အဲ့ဒီချက်လေးကတော့ဝန်သားစီအော်ကျွန်တော်နဲ့သူတို့နဲ့ကအဲ့ဒီ we left here ကလေးတွေလည်းအများကြီးပါတာပေါ့အဲသူတို့နဲ့ကကျွန်တော်နဲ့ကဟိုတော်တော်လေးရင်းနှီးနေတာ10နှစ်လောက်ရှိပြီဆိုတော့ သူတို့သူတို့ကကျွန်တော်ကြောင့်အကုန်တည်တယ်ဆိုတော့သူတို့နဲ့ပွဲတိုင်းမှာတွေ့နေရဆိုတော့သူတို့တွေစိတ်လှုပ်ရှားစရာတော့မရှိဘူးခင်ဗျအဲဒါပေမဲ့ကျွန်တော်အကြောင်းသိမသိဘူးဒါပေမဲ့ကျွန်တော်အားပေးလို့လာရောက်ရှင်ပြန်ကြတဲ့လူတွေကတော့သူတို့ကတော့ပိုစိတ်လှုပ်ရှားမှာဘာလို့လဲကျွန်တော်အကြောင်းနေမသိဘူးလေကျွန်တော်အကြောင်းနေမသိတဲ့ခါကျတော့သူတို့ကမေးတဲ့မိကုန်းတွေမဖြေနိုင်ပါဘူးသူတို့ဟွာတွေရှိရပါဘောနော်ဒါပေမဲ့စိတ်မပူပါနဲ့လို့ကျွန်တော်ကအားလုံးအားလုံးအမှတ်တရရစေခြင်းတယ်အဲ့ဒါကြောင့်ကျွန်တော်အားလုံးအဆင်ပြေပြေဖြစ်သွားအောင်ရိုက်ကူးခဲ့ပါတယ်အမှတ်တရဒိတ်လာလာအမှတ်တရဒိတ်လာလာကအဲ ကျွန်တော်ပခုံးမှာတက်တူထိုးတာကျွန်တော်အနုပညာလောကနဲ့စပြီးတော့ဝင်ဖြစ်တဲ့နှစ်ကျွန်တော်ဒိတ်ဆိုတော့ကျွန်တော်အဲ့လိုဒိတ်ဝင်ပေးလိုက်တဲ့ထင်တာတော့အဲ့အဲ့ဒိတ်လေးကကျွန်တော်တက်တူထိုးတာတွေအမှတ်တရအဖြစ်ဆုံးဒိတ်ကလေးတစ်ခုပါပဲဟိုလိုမျိုးဒိတ်လောက်တာတော့မရှိဘူးဒါဒီဘက်နောက်ပိုင်းမှာလည်းရှိလာတယ်လို့လည်းပိုထင်တယ်ပေါ့နော်ဒါကျွန်တော်တို့ငငယ်တော့ကျွန်တော်လူပြူလူပြူပေါ့ဆာအရွယ်မှာဆိုဒါမျိုးတွေကမရှိဘူးအဲ့ဒိတ်လောက်တာတွေမသိဘူး နောက်ပြီးကျွန်တော်ဟိုဟိုကဒီလိုမျိုးရန်ကုန်ကလည်းမဟုတ်တဲ့ခါကျတော့အဲ main thing နဲ့ယောက်ျားလေးကအဲ့လိုအတူတူသွားတာတွေစားတာတွေအဲ့လိုမျိုးတွေတိတ်လုံလို့လည်းမရအောင်နေမှာအဲ့လိုမျိုးကျတော့တိတ်ပြီးတော့တမျိုးမျက်စိတွေမှာအမြင်ဖြစ်ကြတာပေါ့ဆိုတော့ခါကျတော့အဲ့လိုမျိုးတော့မလုပ်ခဲ့ဘူးရီးစားတော့ထားဆိုထားခဲ့ပြီလားဟုတ်အော်ဒေဝမီမာလာဒါအခက်ခဲရတော်တော်ကြီးရယ်ဒါအဲ့အပိုင်းနေမလွန့်သေးလို့ပေါ့ကျွန်တော်ကျွန်တော်အကြောက်ဆုံးလို့အရာကိုလောက်ရတာတော်တော်လေးကျွန်တော်ခက်ခဲတယ်ဒါပေမဲ့တို့အမိုက်အဲ့ ရဖို့ဆိုလို့ရှိရင်ကျွန်တော်အဆင်ပြေပါတယ်ဘောနော်ဒါပေမဲ့ဟန်ရိတ်ပိုင်းရလားအဲ့ episode ကလာမှာပါစိတ်အရန်ပင်ပန်းပင်ပန်းလည်းကြောက်လည်းကြောက်တယ်အဲ့လိုမျိုးလေဆိုတော့အဲ့ဒီအပိုင်းကတော့ဒါမလွတ်ရသေးလို့ကျွန်တော်မပြောတော့ဘူးဒါပေမဲ့ကျွန်တော်ကျွန်တော် share မှာပါကျွန်တော်ပြန်တင်မှာပါဒါကျွန်တော်အကြောက်ဆုံးဆိုပြီးတော့အဲ့ဒါလုံးဝအမှတ်တရဖြစ်ဆုံးနဲ့အဲပြောဖို့လည်းကောင်းပါတယ်ဟုတ်အမ်နောက်ဆုံးစင်အဲတက်လာတဲ့လူတွက်ကအမှတ်တရကတော့အများကြီးပဲအများကြီးပဲရှိရဲအစီအစဉ်ဘက်ကလည်းတည်တည်ချာချာအဲဒါ channel ဘက်ကလည်း game program ဘက်ကလည်းတည်ချာချာချာနာနာ စီစဉ်နာပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝင်လာရပါတဲ့ညီမလေးကတော့အရင်ပြောစရာကောင်းမှကျင်းနေတယ်အအစီအစဉ်ဘက်ကနေနောက်ပြီးတော့ sponsor company ဘက်ကနေပတ်မှုကူညီမှုပေးမှုတွေလည်းအများကြီးရှိရဆိုတာကြတော့ဝင်လာရပါတယ်သူကတော့ပြောစရာကောင်းပါပါကျွန်တော်ကျွန်တော်ထင်တာပေါ့နော်ဆိုတော့ကျွန်တော်လည်းအကောင်းဆုံးတကယ်ကိုကင်မရာရှိမှကျွန်တော်ကျွန်တော်လည်းတိတ်တယ်ဆိုတဲ့ပုံစံမျိုး အစစ်ရအောင်ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့မှာပါဒါကဒီဒီအစီအစဉ်ရဲ့ အရေးကြီးဆုံးပိုင်းပဲလေဆိုတော့ခါကြတော့အဲ့အဲ့ဒီအဲ့လိုမျိုးရိုက်ကူးတဲ့အချိန်ကာလရိုက်နေတဲ့အချိန်အတွင်းအတွင်းမှာဒီ TV ကဆပ်ဖို့အတွက်ဒါကြည့်ရတူလည်း PT ဖြစ်ရအောင်ကျွန်တော်တို့ကဒါတက်တက်ရှင်းရှင်းနဲ့ကြည်ကြည်နုနု PT ဖြစ်စရာလေးဖြစ်အောင်ဖန်တီးပေးသွားမှာပါအာကျွန်တော်ဒီ Daily Movie အစီအစဉ်ကို M Channel မှာအာတနင်္ဂနွေနေ့နေ့ည8:00နာရီတိုင်းစောင့်မြည်ကြည့်ရှုနိုင်ပါတယ်ပြီးတော့မကြည့်ရသေးတဲ့သူတွေအနေနဲ့ကလည်းဒါ take with me ဆိုတဲ့ Facebook page မှာလည်းအပိုင်းတူတွေကိုကြည့်ရှုနိုင်သလို TikTok မှာလည်း take with me ဆိုပြီးရိုက်ရှာလိုက်ပြီးတော့ episode တွေကိုကြည့်ရှုနိုင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာအဲ live တောက်လျှောက်ကြည့်နေတဲ့ဆိုတော့တနင်္ဂနွေနေ့ည7:00နာရီတိုင်း M channel မှာကြည့်ရှုနိုင်ပါတယ်ပြောချင်ပါတယ်ခင်ဗျာ